အဆောက်ကျန်းမာရေးဟာအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂရေရှင်အနေကာကွယ်နိုင်မှုတိတ်ကိုအရေးပါတဲ့ကိစ္စပဲဖြစ်ပါတယ်။ဒီလိုမျိုးအရေးပါတဲ့အဆုတ်ကိုကျန်းမာစေမယ့်အားကောင်းစေမယ့်အထောက်အကူပြုတဲ့အစားအသောက်တွေကဘာတွေလဲဆိုတာကိုပြပြပေးခြင်းပါရဲ့ရှင်။ဗီဒီယိုလေးမစခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပြီးတော့ဘေးနာနူဒီဗဲလီကိုလည်းနှိပ်စက်ပေးပါအောင်ရှင်။ ကျန်းမာစီရဲ့အစားအစာတွေကပထမတစ်မျိုးကတော့ဂျင်းပဲဖြစ်ပါတယ်။ဂျင်းကလည်းရောက်ရမှုရောကြစီတဲ့အာနိသင်ကြောင့်အဆုတ်ကိုတန့်စင်စေနိုင်ပါတယ်။ဟင်းချက်တဲ့အခါဂျင်းကိုနည်းနည်းထိချက်တာကောင်းပါရဲ့။တံပြာလေးနဲ့ပေါင်းပြီးတော့ဂျင်းလက်ဖက်ရည်လေးလှုပ်တော့လို့ရပါတယ်။အသက်ရှူလမ်းကြောင်းမှာအစိတ်အတော့တွေဖယ်ရှားတန့်စင်ပေးနိုင်တဲ့အပြင်လက်ချောင်းလည်းရှင်းစေနိုင်ပါတယ်ရှင်။နောက်တစ်မျိုးကတော့နနွင်းပါ။ဂျင်းနဲ့ကြက်တုံဖြူလိုပဲဟင်းချက်ရမှာထည့်လို့ရတဲ့အစွမ်းထက်ပစ္စည်းကနနွင်းပဲဖြစ်ပါတယ်။နနွင်းရဲ့အာနိသင်တွေကြောင့်အဆုတ်ကျန်းမာရေးကိုအထောက်အပံ့ဖြစ်စေ ပါတယ်။နောက်တစ်မျိုးကတော့စက်သွန်ဖြူပါနော်။စက်သွန်ဖြူကအလာစင်ပေါ်မှုမြင့်မာလို့ရောင်ရမ်းမှုရောကြစေနိုင်တဲ့အစွမ်းတတိမျိုးစုံပါဝင်ပါတယ်။ဒီ drug ပေါင်းကရောဂါပိုးတွေကိုအခုခံတိုက်ဖျက်ပေးပြီးတော့ရောင်ရမ်းမှုလည်းရောကြစေပါတယ်။စက်သွန်ဖြူကပန်းနိုင်ရင်ကြောက်တက်တာစေပြီးအဆုတ်ကိစ္စဖြစ်နိုင်ခြေကိုလည်းရောနယ်စေနိုင်တယ်လို့လက်ခံအေးစားထားကြပါရဲ့ရှင်။နောက်တစ်မျိုးကတော့ကော်ပီတို့မျိုးနွယ်တွေပါ။ ကော်ဘီပန်းကော်ဘီပန်းကော်ဘီစိမ့်တို့လိုမျိုးမျိုးနွယ်တူအုပ်စုကဒီလိုစန့်ကျင်အားနည်းတဲ့နေအပြည့်အဝပါဝင်တာကြောင့်အစုပ်အပါအဝင်ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုအစိတ်အတော့တွေကင်းရအောင်လို့တန့်စင်ပေးနိုင်ပါတယ်နောက်တစ်မျိုးကတော့ပန်းသီးပါပန်းသီးမှာဗီတာမင်ဓာတ်တွေအစုံအလင်ပါတဲ့အပြင်အသက်ရှူလမ်းကြောင်းစနစ်ကိုကျန်းမာစေတဲ့ flavonoid တွေလည်းပါဝင်ပါတယ်သူတို့ကြောင့်အမျိုးမျိုးသောအဆုတ်ရောဂါတွေကိုဖြစ်မလာအောင်လို့ကောက်ွယ်ပေးနိုင်ပါတယ်ရှင် ။အဲ့ဒါမျိုးကတော့ berry တိပါ blueberry blackberry နဲ့ raspberry အသီးတွေမှာဆိုရင်ဒလိုစက်ငင်ပစ္စည်းတွေခြွေဝါပါတယ်။ဒလိုစက်ကြီးအာနိသင်တွေကြောင့်အဆုတ်ကိစ္စအဖြစ်အခြားပိုးဝေနဲ့ရောဂါတွေကိုလည်းဖြစ်နိုင်ခြေရွနေစီပါရဲ့ရှင်။ ။နောက်တစ်မျိုးကရောတလဲသီးပဲဖြစ်ပါတယ်။တလဲသီးမှာတဘာဝအစွမ်းအာနီးတင်နေအများကြီးပါဝင်ပါတယ်။တလဲသီးကအဆုံနဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်ပွားမှုနှေးစေပြီးရောမြင်မြန်သက်သာစီနိုင်ပါတယ်ရှင်။နောက်တစ်မျိုးကရောအခွန်မာသီးအစိအစံတွေနဲ့ပဲအမျိုးမျိုးတွေပဲဖြစ်ပါတယ်။သူတို့တွေမှာပန်းနိုင်ရေချမ်းရှိတဲ့သူတွေအတွက်လိုအပ်တဲ့မက္ကနီဆီယမ်ဓာတ်တွေအများကြီးပါဝင်ပါတယ်။ သူတို့ကအစိုးရလုံဆောင်နိုင်စွာပိုကောင်းစေပြီးရော အသက်ရှူရလည်းပိုကောင်းစေပါရဲ့။ဥပမာ Prista CEO ဆိုရင်အစိုးကင်ဆာကာကွယ်နိုင်တဲ့ကိုလက်စထရောကျစေရလို့သူတို့ဒေသတွေကတွေးရှိထားပါတယ်ရှင်။ ။နောက်ဆုံးတစ်မျိုးကတော့ရှည်ပါ။အစိုးအတော့ပဲဖြစ်ဖြစ်ခန္ဓာကိုယ်ရဲ့ဗယ်အစိတ်အပိုင်းအတော့ပဲဖြစ်ဖြစ်အစိတ်အတော့ဖယ်ရှားတတ်စင်တဲ့နေရာမှာရှည်ကအတုံးဝင်ဆုံးပဲဖြစ်ပါရဲ့။ဖြော်ရည်အချို့ရည်တွေထက်ရိုးရိုးရည်ကိုပဲရွေးချယ်တင်ပါရဲ့ရှင်။အစိုးတန်းမှစီဖို့လေကောင်းလေတန်းရှူမယ်၊ဆစ်လိတ်ရှောင်မယ်၊အာဟာရဓာတ်တွေစုံလင်အောင်စားမယ်၊ကိုယ်ခံအားကောင်းအောင်နေမယ်၊ရှည်မြဲမြဲတောက်မယ်ဆိုရင်ဖြစ်ကိုယ့်ကိုယ်ကိုစောက်ရှောက်ကာကွယ်တာကအတော်လေးပြည့်စုံနေပါပြီနော်။မြန်မာပြည်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ် video တွေမှာပြန်တွေ့ကြပါဘောနော်။